အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အင်ဂျင်၄၀အကြောင်းလေးကိုဘူဒ္ဓရာပြင်မျှော်ပေးနေတာဖြစ်ပါတယ်ယနေ့ခေတ်ဘော်ကားတွေမှာတက်ဆင်ထားတဲ့အင်ဂျင်တွေကအတွင်းပိုင်းမှာမီးလောင်ပေါက်ကွဲပြီးမှဆွမ်းရင်ရတဲ့ ICE အင်ဂျင်တွေဖြစ်ပါတယ် ဒီအင်ဂျင်တစ်လုံးကောင်းမွန်စွာလည်ပတ်ဖို့ဆိုရင်စီနဲ့လေရောထားတဲ့အချိုးအစားမှန်ကန်ဖို့လိုအပ်ပါတယ်အခုရှင်းပြပေးချင်တာကတော့လေဝင် air induction system မှာရှိနေတဲ့ air filter လို့ခေါ်တဲ့အင်ဂျင်လေသစ်အကြောင်းလေးဖြစ်ပါတယ်လေသစ်ရဲ့အဓိကတာဝန်ကတော့အင်ဂျင်ထဲကိုဝင်လာမဲ့လေထုထဲမှာပါတဲ့ဖုန်မှုန့်တွေအငြိကြေးတွေရေခိုးရေငွေ့တွေကိုအင်ဂျင်ထဲကိုမဝင်အောင်ဆက်ထုတ်ပေးဖို့ဖြစ်ပါတယ်လေသစ်ကိုပုံမှန်မလဲတဲ့အခါလေသစ်မှာဂျေးတွေအငြိကြေးတွေပိတ်ပြီးတော့အင်ဂျင်ကလေမောရသလိုဖြစ်လာတတ်ပါတယ်နောက်ဆက်တွဲအနေနဲ့လေတကားတွေမှာဂျီးပိတ်တာစီစားနှုန်းများတာအင်ဂျင်အယုံဆွဲကျလာတာစီနဲ့မော ်တာအင်ဂျင်သက်မမှန်တာစားရတဲ့အပြင်တာဘိုပါတဲ့ကားတွေမှာဆိုလို့ရှိရင်တာဘိုပျက်စီးတာတွေအထိဖြစ်လာနိုင်ပါတယ်။အလေးစိတ်ကိုအင်ဂျင်ဝိုင်းလဲတိုင်းဖြုတ်ပြီးတော့ဆစ်ဆစ်ပေးတင်ပါတယ်။ဖုံထူထဲတဲ့ဒေသတွေကိုခီးသွားမိတဲ့အခါမှာလည်းပြန်ရောက်တာနဲ့လေးစိတ်ကိုဖြွင့်ပြီးတော့ဆစ်ဆစ်ပေးတင်ပါတယ်။အလေးစိတ်မှာဖုံမုတ်အနှဲငယ်ပဲရှိတယ်ဆိုရင်တော့လေးမှုတ်ပြီးပြန်သုံးနိုင်ပါတယ်။ဖုံနေကြီးတွေရမ်းပိတ်နေတယ်ဆိုရင်တော့လေးစိတ်ကိုတစ်ခါတည်းတန်းပြီးတော့လဲပေးတင်ပါတယ်။အဒါမှလည်းအင်ဂျင်ကလေးဝင်ကောင်းမွန်ပြီးတော့ကောင်းမွန်တဲ့ဆွမ်းဆောင်ရင်ရရှိမှာဖြစ်ပါတယ်။အလေးစိတ်မကောင်းတာနဲ့ပတ်သက်ပြီးတော့အထူးသတိထားရမှာတော့ Nissan Point 3တို့ကျွန်တော်660ပြ က်ကက်အင်ဂျင်ကားလေးတွေနောက်ပြီးတော့1000စီစီကားလေးတွေဆိုလို့ရှိရင်လေဆင်းနဲ့ပတ်သက်ပြီးအထူးဂရုစားရပါမယ်ဒီကားတွေမှာဆိုလို့ရှိရင်လေဆင်းဂျီပိတ်တာမျိုးတွေမှာအင်ဂျင်ဆလုံးမမှန်တာအပြင်ဆက်သေးတာတွေအထိဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့လေဆင်းကိုပုံမှန်လေးလဲပေးတင်ပါတယ်ဒီနေ့ဒါလေးကိုဘိုးဒရာပြင်မျှပေးခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ